အဲ့တော့ကျွန်တော်ဒီမှာလူတယောက်ရဲ့ဝတ်တရားအကြောင်းနဲ့ပတ်သက်ပြီးတော့နည်းနည်းလေးပြောပြမယ်နော်အဲ့တော့လူတယောက်ရဲ့ဝတ်တရားဆိုတာကလေအချိန်နေရာပြီးတော့အချိန်ဒီပေါ်မူတည်ပြီးတော့သူကအမြဲတမ်းပြောင်းလဲနေတာနော်ဥပမာပြပြမယ်ဆိုရင်လူတယောက်ကအကူကအင်ဂျင်နီယာတယောက်ဖြစ်လို့အင်ဂျင်နီယာအလုပ်ပဲလုပ်ရမယ်လို့မဆိုလို့ဘူးအကူကဆရာဝန်တယောက်ဖြစ်လို့လူနာတွေပဲကူတာမယ်အလုပ်လုပ်ရမယ်လို့မဆိုလို့ဘူးရေတော့ဘောင်းစရင်ကိုက ကျောင်းဆရာတယောက်ဖြစ်နေလို့စာတင်တဲ့အလုပ်ပဲလုပ်ရမယ်လို့မဆိုလို့။နော်အဲ့ဒါကိုပြောတာ။အဲ့တော့ဥမာတစ်ခုအနေနဲ့ပြောပြရမယ်ဆိုရင်ဗျာ။အဲ့တော့လူတယောက်ကပါတော့အဲ့တော့အဲ့လူကအင်ဂျင်နီယာလည်းဖြစ်နိုင်တယ်။ဆရာဝန်လည်းဖြစ်နိုင်တယ်။ကျောင်းဆရာလည်းဖြစ်နိုင်လို့တခြားအစုံလူအလုပ်ကိုလုပ်တဲ့လူတယောက်လည်းဖြစ်နိုင်တော့ပါနော်။အဲ့လူရပါအောင်ဆိုရင်ဒီလမ်းသွားရင်းနဲ့ပေါ့နော်နေရာတနေရာမှာလူစုတယောက်ကနေပြီးတော့ဒီမင်းကလေးတယောက်ကို ာမယာအဖြစ်မဖွဲမယာပြုလုပ်တော့မယ်ပဲဆိုကြပါစို့ဟုတ်ပြီနော်အဲ့တော့အဲ့ဒီချိန်မှာအဲ့နာကနေဖြတ်သွားတဲ့လူတစ်ယောက်ရဲ့ဝိတ္တရားဘာဖြစ်မလဲအဲ့တော့ကို့အနေနဲ့အဲ့ဒီမကောင်းမှုကြီးကိုမြင်နေရတဲ့အတိုင်းပါနော်မမြင်ချင်းရောင်ဆောင်သွားပြီးမှမကိုနဲ့မဆိုင်ဘူးအာကိုလုံးမဟုတ်ဘူးကိုလုံးကအင်ဂျင်နီယာအလုပ်ဆရာဝန်အလုပ်ကျောင်းဆရာအလုပ် ဆိုပြီးမှတရိတ်ဆန်တွေလိုမျိုးစိတ်ထားနဲ့ရှေ့ဆက်ကိုသွားမှလားတော့မဟုတ် လူသားတယောက်လိုကိုယ်တန်းနဲ့ရင်ပြီးမှအဲ့ဒီဒုက္ခရောက်နေတဲ့မင်းလေးကိုကယ်တင်မလား။နော်စဉ်းစားပြီးရဖြည့်ကြီးပါ။အဲ့တော့နေ့ချုပ်နေနဲ့ပြောရမယ်ဆိုရင် လူတယောက်ရဲ့ဝိတ္တရားဆိုတာကတော့အဲ့လူကသူ့အနေနဲ့လှုပ်တင်တာပြီးတော့တာဝန်ယူတင်တာပြီးတော့တာဝန်ခံတင်တာတွေကိုဆိုလိုတာပဲဖြစ်ပါတယ်။